်မင်္ဂလာပါရှင်ခေတ္တသတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကိုထူးချုပ်စိုးဝင်ရောက်ရှိစဉ်ရုံးနှစ်ဆင်းဖြင့်ဖောက်ခွဲတိုက်ခိုက်ကညုတ်ကွင်းရှိ439ပွိုင့်တွင်အထိုင်ချထားသောစစ်တပ်ကိုဒရုန်းဖြင့်ပုံကျဲတိုက်ခိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်စကိုင်းတိုင်းအနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခတပ်အတွင်းကိုထူးချုပ်စိုးဝင်ရောက်ရှိနေစဉ်ကာမီကာစီဒရုန်းနှစ်စင်းဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာထိခိုက်စွာပေါက်ကွဲမှုရှိခဲ့ကြောင်း ထောင်တမန်လီချောင်စစ်စင်ရေးမှတာဝန်ရှိသူတအူးကသတင်းဌာနကိုပြောကြားပါတယ်။ယနေ့နိုဝင်ဘာ12ရက်နေ့တွင်မုံရွာမြို့အခြေစိုက်အနောက်မြောက်တိုင်းစစ်ဌာနချုပ်နမခတ်တပ်အတွင်ကိုဒုတိယပို့ချုပ်မှုကြီးစိုးဝင်းတီရဟတ်ရင်ဖြင့်ရောက်ရှိလာပြီးစစ်ရုံးချုပ်ထဲ၌လက်ကောင်ဤလက်အောက်ငယ်သားများကိုတွေ့ဆုံနေစဉ်ထောင်တမန်လီချောင်စစ်စင်ရေးအဖွဲ့ကကာမီကာစီဂျုံတစင်ဖြင့်လက်ကောင်ည9နာရီချိန်တွင်နာမခတက်တွင်ရှိဒူးချုပ်စိုးဝင်းရဟတ်ရင်ရန်နာထားသည့်နေရာကိုကာမီကာစီဒရုန်းတစ်စင်းဖြင့်လကောက်ထပ်မံဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်းသိရပါသည် ဂျူးချုပ်စိုးဝင်ရောက်နေတယ်ဆိုပြီးသတင်းရရချင်းပြင်ဆင်ပြီးတိုက်ခိုက်ခဲ့တာပါ။ပောက်ကွဲတန်ကတော့နှစ်ခါလွတ်တာနှစ်ကြိမ်လုံးကြာရတယ်။ကျွန်တော်တို့ကပြစ်မှတ်တွေနဲ့အနည်းဆုံးနေရာကနေကြာခဲ့ရတာပါ။ထိခိုက်မှုအခြေအနေကတော့စုံစမ်းနေသေးပါပဲ။လုံခြုံရေးလက်အထူးတင်းကျပ်ထားတယ်။ကျွန်တော်တို့တောင်းတမန်အဖွဲ့သားတွေအားလုံးစေအာနာရှင်စနစ်အမြင့်ပြတ်ချေမုန်းနိုင်ရဲ့အတွက်ကြိုးစားဆောင်ရွက်နေကြပါတယ်။မိဘပြည်သူတွေအနေနဲ့လည်းပူပေါင်းပါဝင်ကူညီပေးကြပါအောင်လို့မြစ်တာရက်ခံကျင်းပါတယ်ခုနောင်တမန်လေးကြောင့်မှစစ်စင်ရေးတာဝန်ရှိသူတအူကပြောဆိုပါတယ် ထို့သောဖောက်ကွဲတိုက်ခိုက်မှုအတွင်ထိရောက်စွာပောက်ကွဲမှုရှိခဲ့ပြီးဒုတိယအကြိမ်ထပ်မံတိုက်ခိုက်ပြီးနောက်နာမခတပ်တွင်မှရဟတ်ရင်တစ်စင်းဖြင့်ကင်းပတ်ပြန်ဝဲကလုံခြုံရေးယူပြီးနောက်ရဟတ်ရင်နှစ်စီးလည်းပြန်တက်မောင်းနှင်ထွက်ပြေးသွားကြောင်းသိရပါသည်အဆိုပါတိုက်ခိုက်မှုကိုတောင်းထပ်မံစစ်ဆင်ရေးအဖွဲ့များသည်ရှာထူပေါ်နီးပညာတပ်ဖွဲ့ဤ103 PDAF အရာဝတီတိုင်းပါကပံဂျုံတပ်ဖွဲ့နှင့်ရှာထူပေါ်နှိပညာတပ်ဖွဲ့ဤ D4 SSDF အင်ဂျယ်ဝင်းဂျုံ4ဗေဒါပြန်ဂျုံတင် အေအိုဒီတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Union Brother UB ပြည်သူ့အကျိုးဆောင်အဖွဲ့ငါတို့ထောက်ဖို့အဖွဲ့ခွန်အားမျှပါသိန်း9000ထောက်ဖို့အဖွဲ့နဲ့ဒေသခံတရင်တပ်ဖွဲ့များပူးပေါင်းကာတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်ရေးရဲဘော်များအထူးကမရှိဘေးကင်းစွာပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်အလာတူပဲခူးတိုင်းကညိုကွင်း439ပွိုင်တွင်အထိုင်ချတက်ဆွဲထားသောအချမ်းဖတ်စစ်တပ်ကိုလည်း drone ဖြင့်တိုက်ခိုက်ခဲ့ကြောင်းတာယာဝတီခရိုင်ပကဖစစ်ရေးတာဝန်ခံရဲဘော်တစ္ဆာကသတင်းဌာနကိုပြောကြားပါသည် နိုဝင်ဘာ12ရက်နေ့တွင်ဖြူမြို့နယ်ရှိကညော်ကွင်း439ပိုင်ကိုနနက်9:06မိနစ်ခန့်၌ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ကြောင်းရှင်းတိုက်ခိုက်မှုတွင်အကြံဖက်စစ်ကောင်စီတပ်သားတေဆုံမှုကိုစုံစမ်းလျက်ရှိပြီးဒေါ်လန်ရေးတပ်ဖွဲ့ဝင်များထိခိုက်ရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါသည်အဆိုပါတိုက်ခိုက်မှုကဖြူမြို့နယ်ပကဖားနယ်တာယာဝတီခရင်ပကဖားတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ် ဆက်လက်ပြီးပိတ်ဆို့တိုက်ခိုက်ခံရတဲ့ point 666ကုန်းကိုစစ်ကော်မရှင်ကလက်နက်ကြီးစခန်းအဖြစ်ပြင်ဆင်နေထိခိုက်သေးဆုံးမှုများကဗိုလ်ကြီးယာတို့အစင်ရှိသူများပါတိဆုံးနေဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဖရောင်တက်နယ်အတွင်းရှိအမှတ်76ကာကွယ်ရေးပစ္စည်းစက်ရုံကပါဆ76ဤခကင်းစခန်းကိုစစ်ကော်မရှင်ကလက်နက်ကြီးစခန်းအဖြစ်ပြင်ဆင်မှုမှန်ပြီးအာရကတပ်တော် AAE တိုက်ခိုက်မှုကိုအပြင်းအထန်ခုခံနေရကြောင်းသိရပါတယ် စစ်ကော်မရှင်တပ်သည်၎င်းတို့ပြန်လည်သိမ်းယူထားသည့် point 666စက္ကန့်ကိုအခိုင်အမာခြေကုပ်ယူ၍လက်နက်ကြီးစက္ကန့်အဖြစ်မုံမှန်ပြင်ဆင်မှုများပြုလုပ်နေကြောင်းသတင်းရင်းမြစ်ထံမှသိရပါသည်။အပြင်အထံကောက်ကွင်းနေရတဲ့666စက္ကန့်ကိုလည်းလက်နက်ကြီးတွေထပ်ဖြည့်လာတယ်။ညောင်ခြေတောက်ဘက်ကစစ်ကြောင်းကလည်းလက်နက်ကြီးဖြစ်ကူယူပြီးရှေ့တိုးလာတယ်။တောင်ကုန်းတောင်ကြားလမ်းအနောက်ပိုင်းကိုဥတီနေတဲ့စစ်ကြောင်းရှေ့ဆက်တက်လာနေတဲ့ဟုတပ်သတင်းများဖော်ထုတ်ကစီရီတုံးသက်ချက်များကိုဖော်ပြပေးနေတဲ့စီရီယံပိုကြီးစင်ယောကသတင်းဌာနကိုပြောပါတယ်။ အေအေပိတ်ဆို့တိုက်ခိုက်ခြင်းခံရတဲ့စခန်းကုန်းမှစစ်ကော်မရှင်တပ်ဖွဲ့ဝင်များတေဆုံမှုများနေပြီးဗိုလ်ကြီးအဆင့်စစ်အရာရှိတအူအပြင်းအထန်ထရရရှိထားပြီးစိုးရိမ်ရတဲ့အခြေအနေရှိနေကြောင်းသိရပါတယ်။ရောင်ခြေတောင်းနဲ့ဆင်လန့်အကြာရှိလှုပ်ရှားချီတက်လာသည့်စစ်ကော်မရှင်စစ်ကြောင်းများလက်နက်ကြီးပစ်ကူများရှူ၍ရှေတိုးလာကြောင်းသိရပါတယ်။ဗထောင်စစ်မျက်နှာပြင်တွင်စစ်ကော်မရှင်တပ်မှတေဆုံထိခိုက်ဒဏ်ရာရသူများနှင့်ထွက်ပြေးသူများကြောင်းအင်အားပြုံးတိနေတော့လေနောက်တန်းမှနေ၍ထိုးစစ်ဆင်မှုမပြတ်လက်စီရန်အင်အားဖြစ်စစ်ကူပို့နေသည်ကိုတွေ့ရပါတယ် အုတ်ရှိပင်လမ်းမနေ၍အင်အားဖြစ်နေရမှ28မိုင်လမ်းပိုင်းကိုအသုံးပြု၍စစ်အင်အားဖြစ်တင်းမှုများကိုဇက်တိုက်ပြုလုပ်လာကြောင်းသိရပါသည်စစ်ကော်မရှင်သည်ပထောင်တောင်ကုတ်လမ်းကျောကိုနေမြေစုမှုမှုရယူနိုင်ရန်စီစဉ်နေတော်လဲညောင်ကျိုးလေသာတောင်ကျောကိုမတက်နိုင်ပေ AAE ကြားဖြတ်တိုက်ခိုက်မှုကြောင့်တက်ဆုံနေရပြီးကပ္ပစာ16ကာကင်းကိုပါစစ်ကော်မရှင်ကအပြင်းထန်ကာကွယ်နေရကြောင်းသိရပါသည် ရခိုင်အေရဝတီအစံရခိုင်မကွေအစံရခိုင်ပဲခူးအစံတိုက်ပွဲများသို့ပို့ဆောင်ခံထားရတဲ့စကစတက်စိန်18ရန်ကုန်ရှိအခြေစိုက်တပ်ရင်းများမှစစ်ကော်မရှင်တပ်ဖွဲ့ဝင်များမှဆိုင်းရနေမီများတွင်အပြင်းထန်တိုက်ခိုက်ခံရပြီးထိခိုက်ဒေဆုံးမှုများပြားလျက်ရှိပါသည်ကပ္ပစာ6နဲ့ကပ္ပစာ16ကာကွယ်ရေးပစ္စည်းစက်ရုံတစ်ခုကိုကာကွယ်ရန်အတွက်စစ်ကော်မရှင်ကစစ်အင်ဂျင်နီယာတပ်ရင်းများကိုပါထုံးနှုတ်အုံပြုရသည့်အခြေအနေထိရောက်ရှိနေကြောင်းသိရပါဗျ။ ဗရောင်တက်နယ်အတွင်းတိုက်ပွဲများမှထိခိုက်သေးဆုံးလာသည့်စစ်ကောမရှင်တပ်များကိုဒီနှစ်ရန်ကုန်တို့ပြန်လည်တည်ယူရန်အတွက်အရက်သုံးလူမှုကွန်ရီကားများကိုအုံပြုခဲ့ရာတေဆုံစရင်ပေါက်ကြသည့်အတွက်အမိုးအုပ်စစ်သုံးကားကြီးများဖြင့်တေဆုံသူများကိုတိတိကျကျပြန်လည်တည်ယူနေရသည့်အထိဘကိုးအနောက်ချမ်းတိုက်ပွဲတွင်စစ်ကောမရှင်တပ်မှအထင်နာလျက်ရှိပါသည်။ဆလပီစာလင်ကြီးမျိုးနယ်ဝမ်ပေါင်ကုမ္ပဏီအတွင်တက်ဆွဲထားသောစစ်တပ်ကိုရှော့တိုက်တော့အလုံး30ဖြင့်ပြစ်ခတ်တိုက်ခိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါသည်။ စကိုင်းတိုင်းစာလင်ကြီးမျိုးနယ်ဝမ်ပေါင်ကုမ္ပဏီအတွေတက်ဆွဲထားသောအကြမ်းဖက်စစ်တပ်ကိုရှော့တိုက်တုံးအလုံး30ဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းဒေတာရင်းသတင်းရှင်းမြစ်ကသတင်းဌာနကိုပြောကြားပါရယ်။နိုဝင်ဘာလ17ရက်နေ့ည10:00နာရီခန့်မှစတင်ပြီးစာလင်ကြီးမျိုးနယ်ဝမ်ပေါင်ကုမ္ပဏီအတွေတက်ဆွဲထားသောအကြမ်းဖက်စစ်တပ်ကိုဒေါ်လာရေးတပ်ဖွဲ့များကရှော့တိုက်တုံးအလုံး30ဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါရယ်။ ထိုတိုက်ခိုက်မှုအတွင်အကြံဖတ်စစ်တပ်ဘက်မှထိခိုက်မှုအခြေအနေကိုတည်ပြုနိုင်ခြင်းမရှိသေးဘဲစစ်တပ်ကလည်းခြေရွာများကိုလက်နက်ကြီးများဖြင့်ရန်တမ်းပစ်ခတ်ခြင်းကြောင့်ဆယ်တဲရွာအတွင်လက်နက်ကြီးကြီးကျရောက်ပောက်ခွဲခဲ့ကာပြည်သူများထိခိုက်မှုမရှိကြောင်းသိရပါတယ်။ PDF ကဝမ်ပောင်တဲကို short တောင်းအလုံး30နဲ့ပြတ်တောင်းမနေ့ကည10နာရီလောက်ကနေ17နာရီကျော်လောက်အထိကိုပြည်သူတွေကပွဲဖြစ်တယ်ထင်ကြတာစစ်ခွေးတွေကလည်းပြန်ပစ်တယ်လက်နက်ကြီးတွေနဲ့ဆယ်တဲရွာတွေကိုလက်နက်ကြီးကြောက်ပောက်ခွဲတာပြည်သူတွေထိခိုက်မှုတော့မရှိဘူးဟုဒေတာရင်းစစ်ရေးတရင်ရင်မြက်ကပြောဆိုပါတယ် အော်တိုဘာလ23ရက်နေ့ကလည်းတရုတ်ဝမ်ပေါင်ကုမ္ပဏီဝင်အတွင်တက်ဆွဲထားသောစစ်တပ်ကိုတော်လန်ရေးတပ်များက108မမရှော့တိုက်တုံများဖြင့်နေရာပေါင်းစုံမှပစ်ခတ်တိုက်ခိုက်ခဲ့ရာကုမ္ပဏီဝင်အတွင်ပောက်ပွဲမှုများဖြစ်ပေါ်ပြီးမိများလောင်ကျွမ်းခဲ့ကြောင်းဝမ်ပေါင်ကုမ္ပဏီဝင်အတွင်အရေးပေါ်အော်အော်ဆွဲတံများတညာလုံးထွက်ပေါ်ခဲ့ပြီးမိသက်ကားများစစ်ကားနှင့်ရှေးကားများဖြင့်ရုံရင်းစံခတ်ဖြစ်ပွားခဲ့ကြောင်းသိရပါသည် အကြံဖတ်စစ်တပ်ကစာလင်ကြီးမြို့နယ်အတွင်းစစ်ကြောင်းထုတ်မှုများလှုပ်ဆောင်နေသည့်အပြင်လေကြောင်းတိုက်ခိုက်မှုများကိုလည်းမကြာခဏဆိုသလိုလှုပ်ဆောင်နေပြီးပြည်သူများစစ်ပေးရှောင်နေရကြောင်းဒေသခံပြည်သူများထံမှသိရပါဗယ်။ဆက်လက်ပြီးတမ33စစ်သားများစစ်ကြောင်းပြုတ်အောင်တိုက်ခိုက်ခံရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ရွှေဘိုခရိုင်နဲ့ကပ်ဘလူခရိုင်အတွင်စစ်ကြောင်းထိုးလာတဲ့တမ33စစ်ကော်မရှင်တပ်သားတွေကိုစစ်ကြောင်းပြက်အောင်တိုက်ခိုက်နိုင်ခဲ့တယ်လို့သကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖကသတင်းထုတ်ပြန်ထားပါတယ်။ ဒီနေ့နိုဝင်ဘာ12ရက်မှာကံပလူခရိုင်ရွှေဘိုခရိုင်အတွင်စစ်ကြောင်းထိုးလာတဲ့အင်အားတရာခန့်ရှိစစ်ကော်မရှင်တပ်သားတွေကိုတိုက်ခိုက်ခဲ့ရာစစ်ကြောင်းမှုအပါဝင်အများပြားတည်ဆုံပြီးစစ်တုံးပန်းတွေနဲ့လက်နက်ခရမ်းတွေသိမ်းဆီးရရှိခဲ့တယ်လို့သိရပါတယ်။အဆိုပါတိုက်ခိုက်မှုကကံပလူခရိုင်ပကဖအထူးလှူရှားတက်ရင်ရေဦးမြို့နယ်ပကဖဒူဝံအဖွဲ့ရွှေဘိုခရိုင်အမှတ်3တက်ရင်ခင်ဦးအမှတ်25တက်ရင်တန့်စင်နဲ့ဒေါ်လာရေးအင်အားစုများကလှုပ်ဆောင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ကျမတို့တင်ဆက်မှုကိုဒီမှာပဲညနာခွဲပြုပါရှင်အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်